ားလုံးပဲမင်္ဂလာပါအဲကျွန်တော်ရဲ့ channel ကနေပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ဆွေးနွေးတင်ပြသွားမယ့်အကြောင်းအရာကဒါစီးရေးနိုင်ငံရေးကိုစိတ်ဝင်စားတဲ့သူတွေအတွက်အရေးကြီးတဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့လက်ရှိစစ်မြေပြင်မှာအကြီးအကျယ်အထိနာနေတဲ့အကြမ်းဖက်စစ်ကောင်စီကသူတို့ရဲ့အသက်သွေးကြောဖြစ်တဲ့ဒါလေကြောင်းလိုင်းကိုပေါ့နော်ဒီကြောင်းတိုက်ဖိုက်မှုတွေကို လေကြောင်းကနေပြီးတော့မှတိုက်ခိုက်မှုကိုအကုန်ပေါ့နော်အဖြစ်ဖို့အတွက်ဒါရုရှားကနေပြီးတော့မှ MI 38 MI 38မျိုးစားပေါ့နော်ရဟရင်အစ်တတွေဝယ်ယူလိုက်တယ်ဆိုတော့သတင်းဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီရဟရင်တွေရောက်လာခြင်းကကျွန်တော်တို့အစ်မြေပြည်မှာဘလို့အပြောင်းလဲတွေဖြစ်လာနိုင်တယ်လေကျွန်တော်တို့ဒေါ်လာရေးအင်အားစုတွေအနေနဲ့ဘာတွေကိုပြင်ဆင်သင့်တယ်လဲဆိုတာကိုကျွန်တော်တို့အထူးထူးသုံးသပ်လေ့လာကြည့်အောင်ပေါ့နော်အဲ့နံပါတ်1ကတော့အခု MI 38ရဟရင်တွေ ရောက်ရှိလာတယ်ဆိုတာအားလုံးအတည်ပဲဖြစ်တယ်အဲ့တော့ဒီသတင်းကကျွန်တော်2024ခုနှစ်နောက်ပိုင်းကလေးကဒါကြေကြေပြင်းပြင်းထွက်ပေါ်ခဲ့တာပေါ့အကြမ်းဖက်စစ်ကောင်စီကမင်းအွန်လိုင်းကိုယ်တိုင်ကလည်းရုရှားကိုတွားပြီးတော့မှရဟန်းရင်တွေဝယ်ဖို့အတည်ပြုခဲ့တယ်အခုဒါတနှစ်ကျော်အကြာမှာ2025ခုနှစ်ဒါစက်တင်ဘာလတည်းမှာပဲသူတို့ဝယ်ယူထားတဲ့ MI38 3စီးပေါ့နော်3စီးကနေပြီးတော့ latest scan ကိုဒါတကယ်ကိုရောက်ရှိလာပြီပေါ့နော်အဲ့တော့ မြန်မာစစ်ဘက်ရေးရနဲ့တုံညိုရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI MDSI ကဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှ22ရက်နေ့ပေါ့နော်ကျွန်တော်တို့ဒီ September 22ရက်နေ့မှာအတီးပြုတ်ထုတ်ပြန်ခဲ့တာရှိတယ်ပေါ့ရဲရင်တွေရောက်လာပြီဒီရဲရင်နာမည်ကတော့ MI 38ပေါ့နော်အဲ့တော့ဒီရဲရင်တွေကလက်ရှိအကြမ်းဖက်စစ်ကောင်စီအဓိကအားထားနေရတဲ့ကျွန်တော်တို့ MI 70တွေထက်အများကြီးပိုပြီးတော့မှအဆင့်မြင့်နေပေါ့နော်အဲ့တော့ MDSI ရဲ့ထုတ်ပြန်ချက်ရပေါ့နော်ဒီ ကျွန်တော်တို့ဒီ MI 70ရဲ့ယင်တစည်းကအဲတသားပေါ့နော်စသား24ဦးကနေပြီးတော့သူက30အထိပဲတဲနိုင်နေပေါ့နော်ဒါပေမဲ့အခုသူတို့အသိဝယ်ထားတဲ့ MI 38ကတော့အယောက်30ကနေပြီးတော့အယောက်40အထိတင်ဆောင်နိုင်တယ်လို့သိရတယ်ပေါ့နော်ဒါပြင်ဒီကောင်လေးကကွန်ပျူစီအလေးချိန်လဲ MI 70ရဲ့နှစ်ဆနီးပါးပေါ့နော်နှစ်ဆနီးပါးပို့ပြီးတော့မှတင်လို့ရတယ်ပေါ့နော်အဲ့တော့သူက 6တန်အထိတည်နိုင်ကြရှိတယ်ပေါ့နော်ကျွန်တော်တို့6ဘင်းကားရင်တစည်းပေါ့ဗျာနော်6တန်ရင်နေရှိတယ်လေအဲ့တော့6ဘင်းကားရင်တစည်းအထိကိုဒါရိတ်ခါတွေတည်နိုင်တဲ့အခြေအနေရှိတယ်ပေါ့နော်အနောက်တစ်သူ့ရဲ့ထူခြားချက်ကတော့သူ့ရဲ့အမြန်နှုံးနဲ့ပြန်တန်းနိုင်တဲ့အကွာအဝေးပါနော်တနာယိုကီလိုမီတာ300နှုံးနဲ့သူကမိုင်ပေါင်း620ကျော်ကီလိုမီတာ1000အထိကိုသူကမယမနာပြန်တန်းနိုင်တယ်ဆိုသိရတယ်ပေါ့နော်အဲ့တော့အရေးကြီးဆုံးကတော့သူ့မှာတက်ဆင်ထားတဲ့ ခင်မီစနစ်တွေပါပဲเนาะအဲ့ဒီခင်မီစနစ်တွေအကဲကမှကျွန်တော်နံပါတ်1ကတော့ avionics system ပေါ့เนาะအဲ့ဒါကဘယ်လိုမြန်မာလိုဘယ်လိုပါတာပြန်မလဲဆိုတော့လေချောင်း electronic စနစ်လို့ခေါ်မလားပေါ့เนาะဒါကလေရင်တစ်စီးလုံးရဲ့အုံထောင်လို့ပြောလို့ရတယ်အဲ့လေရင်မှုကိုဒီတော့ sign တွေပေါ့เนาะအချက်ပြတာပြီးတာတွေနောက် control ပေါ့เนาะ control လေရင်ကို control လုပ်တဲ့နေရာမှာဒီ avionics system ကနေပြီးတော့လေရင်မှုကိုကူညီပေးတယ်ပေါ့เนาะ နောက်တစ်ခုကဘာလဲဆိုတော့ဒီစက်သွေးရေးစနစ်တင်တဲ့ radar စနစ်အားလုံးကိုပေါင်းစပ်ထားတယ်အစင်မြင်သူက electronic စနစ်တစ်ခုပေါ့နော်အဲဒီစနစ်ကောင်းနေလို့ရှိရင်လေမှုအတွက်အရန်ကိုအလုံးရှုပ်တတ်တာပြီးတော့မှတိကျတဲ့စစ်စင်ရေလုံးဆောင်နိုင်တယ်ပေါ့နော်ဒီ avionics system ဆိုတာကအဓိကကတော့ဒီလေမှုကိုသူကဟိုပေါ့နော်ကူညီပေးတဲ့အရာပေါ့နော်ကူညီပေးတဲ့ electronic စနစ်ပေါ့နော်ဒါပေမဲ့ဒီလေရင်မှာ အဲ့လိုစနစ်တည်ပြပြဝဝပါတယ်မပေါဘူးဆိုတာတော့အဲစစ်တပ်ရဲ့ဒီစစ်တပ်ရဲ့ပေါ့နော်လက်နက်ဝယ်ယူရေးဖြစ်စဉ်တွေအရာပေါ့နော်ဒီစနစ်တည်အပြည့်အစုံပါလာနိုင်ဖို့တော့နေပါတယ်အဲတော်တော်များများကတော့ကျွန်တော်တို့ဒီစစ်တပ်ကမြန်မာစစ်တပ်ကဒီပစ္စည်းတွေလက်နက်စမ်းတွေအဲစီးရင်နဲ့ပတ်သက်တဲ့ယင်တွေဝယ်တဲ့အခါမှာဒီ electronic စနစ်တည်ပေါ့နော်တကယ်အရေးကြီးတဲ့ဟာမျိုးတွေ ဖြုတ်ခဲ့တာတွေများတယ်ပေါ့နော်ဖြုတ်ခဲ့တာတွေများတယ်သူကအဓိကအဲသူလုံးချင်တဲ့ဘယ်လိုပြောမလဲကအလက်ထရောနစ်နဲ့လုံးရမယ့်ဟာမျိုးတွေကိုတိတ်ပြီးတော့မှဟိုအဲ့ဒီပညာကြီးယူလာတာတိတ်မရှိဘူးကျွန်တော်တို့ဒီအတွဲလိုက်ပြတဲ့ drone တွေနော်အတွဲလိုက်ပြတဲ့ drone တွေအဲ့ drone တွေကအမှန်ကသူက electronic system နဲ့သူကနော် sensor တွေနဲ့သွားအောင်လာဒီကောင်ကကျွန်တော်တို့ကြီးတွေဘာပြန်ဖြည့်တယ်ဆိုလို့ရှိရင် auto ပြန်ဖြည့်ရတာဒါပေမဲ့ ျွန်တော်တို့မြန်မာစစ်တပ်မှာအဲ့လိုမဟုတ်အတွဲလိုက်ပြတဲ့တုံးလို့ပဲအော်တိုပြန်ပြီးတော့မှပြန်ဖြည့်တာမျိုးမရှိဘူးလူနဲ့တည်ပြီးတော့မှပြန်ဖြည့်နေရတာပေါ့နော်အဲ့လိုပဲကျွန်တော်တို့ဒီအဲတင့်ကားတွေမှာလည်းစင်ဆာတွေနဲ့ဒီလိုမျိုးပေါ့နော်အစင့်မြင့်ဤပညာနဲ့လှုပ်ထားတဲ့အရာတွေမှာလည်းပါမလာဘူးနော်နောက်တစ်ခါတင့်တင့်ကားတွေအတွင်းထဲမှာဒီအေးအောင်လှုပ်တဲ့ဟာဟာမျိုးတွေပေါ့နော်တင့်ကားအတွင်းထဲမှာလူတက်တော့တက်တာဖြစ်အောင်ပေါ့နော်အေးကုန်းပုံစံမျိုးပေါ့ဗျာနော်အဲ့လိုစနစ်တွေစင်ဆာစနစ်တွေပါမလာဘူး ဲ့လိုပဲကျွန်တော်တို့တင်မောတွေတိစောက်တဲ့နေရာမှာလဲအစိတ်ပိုင်းတွေဝယ်တဲ့အခါမှာလဲအစင်မြစနစ်တွေအဲသူတို့ဝယ်ပြီးတော့မှတက်ဆင်ခြင်းမရှိဘူးတော့နော်ဟိုလက်တန်းလောက်ကြတာများတယ်ပေါ့နော်အဲ့တော့ဒီ avionics system ကအဲအကြမ်းဖက်စစ်တပ်ရဲ့လက်ရှိ MI38 မှာတကယ်ကောပါလာပါမလားဆိုတာမိကုံးထုတ်เสียတော့ရှိရပါဘူးနော်အဲသူတို့ရဲ့ထုံးစံရသူတို့ရဲ့ညင်ရတော့အဲ့လိုမျိုးပြုတ်ကျန်ခဲ့တယ်အဲ့တော့ပြုတ်ကျန်ခဲ့တာမျိုးတွေကတော့များတယ်ပေါ့နော်နောက်တစ်ခုကတော့ navigation system ပေါ့လမ်းညွှန်စနစ်ပေါ့ ဒီကောင်ကတော့ GPS လိုမျိုးပါပဲဒါပေမဲ့ GPS တဲ့သူကတော့အဆင့်ပို့ပြီးတော့မှမြင့်နေပေါ့နော်ရန်သူရန်သူရဲ့ခြေရာခံမှုကိုသူကရှောင်တိန်နိုင်တယ်အစစ်ဖက်သုံးစနစ်တွေကမ္ဘာနေရာတိုင်းကိုတိတိကျကျသွားနိုင်အောင်လမ်းညွှန်ပေးတဲ့စနစ်တွေပါဝင်နေပေါ့နော်အဲဒီလိုစနစ်တွေအဆင့်မြင့်တဲ့စနစ်တွေပေါ့နော်အဲပါတယ်ဆိုလို့ရှိရင်တော့ဘယ်လိုပြောမလဲပတ်စံတွေပို့ပေးရမှာပေါ့နော်ဒီဟာတွေအော်ဒါတွေကိုမတက်ဘူးသူကအဲကျွန်တော်တို့ဒီတက်သားတွေကိုအတင်းချလုပ်ပေးရုံ ရိတ်ခါပုတ်ပေးုံဆိုလို့ရှိရင်တော့အစည်းကတော့ပူနေမှာပေါ့နော်အဲတိုးတော်လည်းတခုရှိတာပြဒီကောင်တွေကအဲအကကဝယ်ရကောင်တွေပေါ့နော်ကကဝယ်ဆိုတာကဝယ်ယူရေးဝယ်ယူရေးညွှန်ကြားမှုအဲဒီကအိုင်ဒီယာကောင်တွေကတင်ပြတဲ့အချိန်မှာတစ်မျိုးတကယ်ဝယ်လာတဲ့အချိန်မှာတစ်မျိုးဒါမျိုးတွေကလည်းစစ်တပ်မှာတောက်လျှောက်ဖြစ်လာတဲ့ကိစ္စတွေပေါ့နော်အဲပွဲစားတွေနဲ့ညှိနှိုင်းပွဲစားဆိုတာကလည်းသူတို့ရဲ့စက်တက်တွေကထွက်ထားတဲ့အရာရှိကြီးတွေပဲစင်ကာပူကအခြေဆိုင်ပြီးအလုပ်လုပ်ကြတာပေါ့ဗျာ။နောက်အဲ့တော့ဒီလိုမျိုး အဆင့်မြင့် system တွေပါခြင်းလဲပါမယ်မပါခြင်းလဲမပါဘူးပေါ့နော်ကျွန်တော်ထင်တော့မပါဖို့တော့များပါတယ်နော်အဓိကကတော့ဒီတက်သားတွေကိုအတင်းအချရဲ့နောက်ပြီးတော့ရိတ်ခါတွေကိုသူများများဆဆပို့နိုင်တဲ့အခြေအနေမျိုးကိုသူလိုချင်တာပေါ့နော်အဲ့တော့အဲ့လိုစနစ်မျိုးတွေပါလို့ရှိရင်ဒီ MI38 ကရာသီဥတုပါညာပေါ့နော်ဆိုးရွားနေတဲ့အခြေအနေပါတွေနောက်ညအခြေအနေပါတွေဒီ MI70 တက်ပို့ပြီးတော့မှသူကတိတိယောက်ယောက်ပေါ့နော်စစ်စင်ကြီးဝင်နေမှာတောင်ဝင်ထမ်းဆောင်နိုင်တဲ့အခြေအနေရှိတာပေါ့နော် ဟုတ်ပြီရဆိုလို့ရှိရင်အကြပ်ဖက်စစ်ကောင်စီကဘာကြောင့်ဒီရဟယင်တွေကိုအသေးအတန်ဝင်ရတာလဲပေါ့နော်2020 2024ကအဲသူတို့တွေဒါစာချုပ်ချုပ်တာပေါ့2025မှာရတယ်ပေါ့နော်အဲ့တော့ဒီမေးခွန်းကတော့ရှင်းပါတယ်အကြပ်ဖက်စစ်ကောင်စီကစစ်ပြည်မှာလုံအောင်ကိုသူအကြက်ရိုက်နေပါပြီနော်နိုင်ငံနဲ့မြောက်မှာသူတို့ရဲ့ထောက်ပို့လမ်းကြောင်းတွေအကုန်လုံးဖြတ်တောက်ခံထားရတဲ့အနေအထားပါသူတို့စစ်ကြောင်းအနေနဲ့သွားတယ်ကျွန်တော်စဉ်းစားကြည့်လေတမတရားတက်အပေါက်ကူသွားတာနှစ်နာရီလောက်သွားမယ်ခီးကို2လလောက်ကြာတယ် အင်အားတစ်ထောင်လောက်နဲ့သွားတယ်တော်တော်များပြုတ်ကုန်တယ်အဲ့မှာအင်အားတွေကနော်တောက်လျှောက်အတိုက်ခိုက်ခံရတာပေါ့နော်အဲ့တော့အဲ့လိုမျိုးတနိုင်ငံလုံးအကုန်ဖြတ်တောက်ခံရတဲ့အနေအထားတစ်ခုမှာတက်စကန်တစ်ခုကိုရိတ်ခါခဲရန်ပို့ဖို့သူတို့ကားလမ်းနဲ့တုံးဖို့ကအခုနောက်ပိုင်းမှာတော်တော်လေးခက်ခဲလာတယ်အချိန်ကြီးမကောင်းဘူးပေါ့နော်တနိုင်ငံလုံးမှာကျွန်တော်အလဲပိုင်းတစ်ခုလုံးမှာလည်းကျွန်တော်တော်လိုင်းတက်ဖွဲ့တွေကဒါစိုးမိုးထားတဲ့အခြေအနေပေါ့နော်အဲ့တော့စစ်ကူလို့ပို့ဆိုတာလည်းပို့လို့တော့မလွယ်ဘူးပေါ့နော်ဒါကြောင့်သူတို့ဟာသူတို့အတွက်ပေါ့နော်ဒီတစ်ခုတည်းတော့အာကိုရာကလေချောင်းလိုက်မယ် နေကြောင်းလိုက်မှာကျွန်တော်တို့မြည်ရင်ဆိုတာလည်းမိုးရင်းကာလမှာသွားလို့ရတာအဟိုအထက်ပိုင်းတွေဘွားတော့ဗောနော်မိုးရင်းကာလမဟုတ်ဘူးဆိုရင်တောင်ထုံးသွားတယ်တောင်ထုံးသွားရင်အထက်ကိုတက်လို့တိတ်မရတော့ဘူးဗောနော်ထက်သွားပြီဗောဗျာအဲ့တော့ဒါကြောင့်လေချောင်းကိုအားကိုးဖို့အတွက်ဒီရဲရင်တွေကိုဒါအသေးအံဝင်ရတာပဲဖြစ်တယ်လို့တော့ကျွန်တော်တို့ထင်တယ်နောက်တစ်ခုကတော့ဘာလဲဆိုတော့အကြက်ဖတ်ဆေးဟုတ်စုရဲ့အားနည်းချက်တွေဗောနော်ဒေါ်လာအိတ်တက်တွေကအကြက်ဖတ်ဆေးဟုတ်စုရဲ့ခုနကထောက်ပံ့ရေးလမ်းကြောင်းတွေအားလုံးကိုထိန်းချုပ်နိုင်ခဲ့တာ အကြီးမားဆုံးအောင်မြင်မှုတစ်ခုပေါ့အဲ့ဒီအချက်ကြောင့်ပဲဒီတန်ဖတ်စစ်ကောင်စီကသူတို့စခန်းတွေထဲမှာပိတ်မိနေတယ်စိတ်တပိုင်းဆိုင်ရာအောင်ရုပ်ပိုင်းဆိုင်ရာအောင်လုံအောင်ကိုချိနေလာတဲ့အခြေအနေပေါ့နော်စခန်းတွေထဲမှာရှိနေတဲ့သူတွေပေါ့ဗျာနောက်တစ်ခုကတော့သတင်းတွေရေဖော်ပြချက်ပေါ့နော်ဖော်ပြချက်ရ NUG ရဲ့အစီအကံစာတစ်ခုမှာဆိုလို့ရှိရင်2021ခုနှစ်ကနေပြီးတော့မှကျွန်တော်တို့ဒီ2025ခုနှစ်တိ MI70 6စီးတိဒါအကြက်ဖတ်စစ်ကောင်စီဘက်ကဆုံးရှုံးခဲ့တယ်ပေါ့နော်အများစုကတော်လိုင်းတက်ဖွဲ့တွေရဲ့ပြစ်ချမှုကိုခံခဲ့ရတယ် တော့ MPSI ရဲ့ခံမှတ်ချက်ရစစ်စင်ရေးဝင်နိုင်တဲ့ MI70 ဟာ15စီးဝင်ကျင်ပဲရှိတယ်တဲ့အရေးအတွက်ရအောင်သူကအရေးသွေးရပါသူကအားနေလာတဲ့အခြေအနေပေါ့နော်ကျွန်တော်တို့ဒီ logistic လို့ပို့ထောက်ပို့လို့ပို့တပ်သားကောလက်နက်ကိရန်ကောရေးခါကောသူတို့အတွက်တော်တော်ခက်ခဲဖြစ်လာတယ်စစ်မျက်နှာကပြောလို့ရှိရင်15စီးစာမဟုတ်ဘူးလေနော်15နေရာလောက်မဟုတ်ဘူးအများကြီးပဲနော်စစ်မျက်တနိုင်ငံလုံးဆိုတော့ဒီ15စီးနဲ့သူဟာရိတ်ခါလက်နက်ခဲရန်လူအင်အား ထောက်ဖို့လုပ်ဖို့အတွက်ကိုသူကတော်တော်လေးကိုခက်ခဲလာတဲ့အခြေအနေရှိတယ်။ဒါကြောင့်ဒီရဟယင်တွေကိုအသေးအံဝင်ရတာဖြစ်တယ်ပေါ့နော်။နောက်တစ်ခါသူကဒီ MI70 တွေကအဲတသားယင်ဟာတည်ဆောင်တဲ့နေရာမှာသူအကန့်အသတ်ရှိရင်30လောက်ပဲသူကတစ်ခါပို့ရင်30လောက်ပဲဆိုတော့တဆုတဆုစာလောက်ပဲသူကရှိတယ်။အဲ့တော့ဟို CDM ဘုံကြီးပြောသလိုပဲအဲဒီခေတ်မှာဒီ တက်စုတက်စုစာလောက်စစ်ကူပို့ပေးတာကဒါစင်ပါဇက်နှက်ပတ်တယ်လို့ပဲဟိုရောက်တာနဲ့ပြုတ်သွားတာเนาะအရာမထင်ဘူးမသဘောကတော့အခုစစ်ကြောင်းကြောက်ထွက်တယ်ကျွန်တော်တို့ဒီနေ့ကတော့ခင်ဦးကြိတ်ထဲရတာเนาะနည်းဘူးမနည်းဘူး90လောက်တော့သွားတယ်အဲ့မှာဒုတိယဘုံဘူးကြီးတွေပါတယ်เนาะအဲ့ဒါကြောင့်သူကတစ်ခေါက်ထဲနဲ့လူရင်ရမယ်များပါတော့တစ်ခွဲတစ်ခွဲစာနှီးပါပို့နိုင်မယ် AMI 38ဒီကိုဒါအသေးအံဝင်ရတာပေါ့เนาะနောက်တစ်ခုကတော့ကျွန်တော်တို့ဒီရဲရင်တွေရဲ့ defensive system ပေါ့เนาะအဲ့သူကဟိုကျွန်တော်ဒုံးကြီးတွေပါတယ်ပေါ့ မန်ပတ်တို့ဘာလို့ねပြစ်လို့ရတယ်ပြစ်တဲ့အခါမှာလမ်းတွဲဖို့အတွက်အဲ flyer တွေကိုမိပန်းတွေကိုအပူအပူပေးတယ်အပူလွတ်တဲ့ဟာမျိုးဒါမျိုးတွေလည်းပါတယ်လို့ပြောတယ်เนาะအဲ့တော့ဒုံးကြီးလာတာကိုကြိုကြိုတင်ပြီးတော့မှအတီပေးတဲ့သူက mazine approach warning system ပေါ့เนาะ MAWS အဲ့လိုမျိုး system တွေလည်းပါဝင်တယ်လို့ပြောတယ်ပေါ့เนาะဒါကြောင့်ပြစ်ချဖို့ကတော့နည်းနည်းတော့ခတ်တော့ခတ်ခဲမယ်ပေါ့ခတ်ခဲမယ်ဆိုပေမဲ့ အဓိကဆိုလို့ရှိရင်တော့ကျွန်တော်တို့လင်ပြတ်တက်တက်တွေနဲ့ပြည့်လို့တော့ရပါတယ်เนาะကျွန်တော်တို့ဟို map တ်တို့ဘာလို့မရသေးရင်တော့ map တ်တို့ဘာလို့ကျွန်တော်စိတ်ကူးထဲမှာပျောက်သွားပြီပေါ့เนาะเนาะနောက်တစ်ခုကတော့လက်နက်တက်စင်နိုင်မှုပေါ့เนาะ MI38 ကဒီရဲရင်တွေအဓိကအားဖြင့်သူကပယ်ယူပို့ဆောင်ရေးဟရင်ဖြစ်တယ်ဒါပေမဲ့လည်းသူ့ရဲ့စစ်ဖက်သုံးပုံစံပေါ့စစ်ဖက်သုံးပုံစံမှာသူကစက်တနက်တွေတုံးချီတွေလည်းတက်စင်လို့ရတယ်အပေါက်တွေเนาะပေါက်တွေ hard point တွေပါတယ်ပေါ့เนาะအဲ့ဒါကြောင့်သူက တိမ်ပို့ဆောင်ရင်လုပ်ရင်လည်းမြေပြင်ကိုပြစ်ကူပေးတဲ့အခန်းကဏ္ဍကနေလည်းသူကအသုံးပြုနိုင်တယ်ပေါ့နော်နောက်တစ်ခုသူ့ရဲ့ဝယ်ယူမှုစိတ်ကိုဝယ်ယူမှုစိတ်ကတစည်းကိုခံမှန်းချိန်အမေရိကန်ဒေါ်လာ15သန်းကနေပြီးတော့1000ကျာရှိတယ်အဲ့တော့အကြပ်ဖက်စစ်ကောင်စီဟာကျွန်တော်တို့ရဲ့ပြည်သူရှီကနိုင်ငံဘန်နာကိုတုံးပြီးတော့မှဒီလောက်တံပိုးကြီးတဲ့ရဲရင်တွေကိုကျွန်တော်တို့ပြည်သူတွေပြန်တက်ဖို့ဝယ်နေပါတယ်နော်အဲ့တော့နောက်ထပ်ကျွန်တော်တို့ကြားတာတော့3စီးကနေပြီးတော့မှ6စီးအထိဝယ်ဖို့စာချုပ်ချုပ်နိုင်တယ်ဆိုပြီးတော့လည်း သိရတယ်ပေါ့ဒါပေမဲ့ဒီကအချိန်တော့ယူအောင်မယ်လို့တော့ကြားတယ်ပေါ့ဗျာအဲ့တော့ဒါတွေကတော့ဒီရဲရင်ရဲ့လုံနိုင်စွမ်းနေနဲ့เนาะအဲသူ့ရဲ့တာဝန်ထမ်းဆောင်နိုင်စွမ်းပေါ့เนาะသူ့မှာပါတဲ့ဤပညာတွေပေါ့เนาะဟုတ်ပြီအဲ့ဆိုလို့ရှိရင်ဒီရဲရင်တွေကိုကျွန်တော်တို့ဘယ်လိုကာကွယ်နိုင်မလဲကျွန်တော်တို့ဒေါ်လာရေးတက်ဖို့တွေအနေနဲ့ဘာတွေပြင်ဆင်ထားတယ်လဲဒါတွေကတော့ကျွန်တော်တို့စဉ်းစားဖို့လိုလာပြီပေါ့เนาะအဲ့တော့ဒီကြောင်းပို့ဆောင်ရေးစွမ်းရည်ကိုဒါအကြံဖတ်စစ်ကောင်စီကတော့နည်းနည်းတော့ဒါမြင့်တင်နေတယ်ပေါ့เนาะ ဒါပေမဲ့ဒေါ်လာရေးတွက်တော့တိတ်ပြီးတော့음ချိုးရိမ်စရာမရှိဘူးလို့လည်းမဟုတ်ချင်းချောင်းမှုတစ်ခုကတော့ချင်းချောင်းမှုတစ်ခုပဲခါတိုင်းနဲ့စားလို့ရှိရင်တော့ပို့ပြီးတော့မှသူတို့ထိရောက်တဲ့လှုပ်ရှားမှုတွေဖြစ်လာနိုင်တယ်ပေါ့နော်အဲ့တော့လက်ရှိအသုံးပြုနေတဲ့ကျွန်တော်တို့လက်နက်တွေနဲ့ကတော့ထိရောက်မှုကတော့မရှိနိုင်ဘူးပေါ့နော်ကျွန်တော်တို့ကမန်ဘတ်လည်းမရှိဘူးကြာမန်ဘတ်ကိုတော့မှသူကရှောင်ကွင်းနိုင်တဲ့အခြေအနေရှိရဖို့နော်သူ flyer ပါတော့နော်အဲ့တော့ရှောင်ကွင်းနိုင်တဲ့အခြေအနေရှိတယ်အဲ နောက်တစ်ခုကပါလဲဆိုတော့ avionics system တွေလည်းပါတဲ့အတွက်ကြောင့်မို့လို့တော်ယုံမန်ဘတ်တောင်မှမတူဘူးဆိုတော့တော်ယုံတနက်နဲ့ဆိုရင်တော့အင်းအဲ့ဒါကြီးအများကြီးထွက်တဲ့ကောင်နဲ့ဆိုရင်တော့မပြောတတ်ဘူးပေါ့ဗျာပြောင်း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 ဆိုတောက်လျှောက်ပြင့်နေတဲ့ဟာမျိုးနဲ့ဆိုရင်တော့မပြောတတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ကအဓိကလုံနိုင်တာကပါလဲဆိုတော့ electronic warfare ပေါ့နော်အဲ့ဒါမျိုးကြီးကတော့လုံနိုင်လိမ့်မယ်လို့ထင်တယ် EW လို့ခေါ်တယ် electronic warfare ဆိုတော့သူက electronic စစ်စင်လို့လည်းခေါ်ပါတယ်เนาะနာမည်အတိုင်းပါပဲသူ့ရဲ့ဒီ electron စနစ်တွေကိုကျွန်တော်ထိန်းချုပ်တာပေါ့နော်အနှောက်အယှက်ပေးတာဒါအောင်လို့ဖြတ်စည်းဖို့အတွက်အသုံးပြုတဲ့နည်းပညာကိုပြောတာအဲ့တော့စစ်မြေပြင်မှာအချက်လက်တွေဖလဲတာတို့ရေဒါတွေပြင်မှတ်တွေရှာဖွေတာတို့နော်ဒုံးကြီးတွေကိုထိန်းချုပ်တာတို့စတဲ့အဲ့လိုကိစ္စတွေကဒီ electronic စနစ်တွေပေါ်မှာပဲသူကအခြေခံထားတာအဲ့တော့ဒီစနစ်တွေကိုကျွန်တော်တို့ကပြင်မှတ်ထားတိုက်ခိုက်တဲ့အတွက်ဒီပေါ့နော် EW လို့ခေါ်တဲ့ electronic system ကြီး electronic warfare ကိုကျွန်တော်တို့သုံးလို့ရတယ်ပေါ့နော်အဲ့တော့ electronic warfare ကဘာလဲဆိုတော့ ဘယ်လိုတွေသုံးပါလဲဆိုတော့အဓိကတော့ပရမတ်တစ်ချက်ကတော့ jamming ပေါ့ရန်သူရဲ့ဆက်သွယ်ရေးလမ်းကိုကျွန်တော်တို့ radar စနစ်တွေဒါမှမဟုတ်ဒုံးကြီးရဲ့လမ်းညွန်စနစ်တွေကိုဒီပေါ့နော်အားကောင်းတဲ့သူ့ရပိုပြီးအားကောင်းတဲ့ electronic line တွေနဲ့နှောက်ရက်ပြီးတာပေါ့နော်ဒါကတော့ကျွန်တော်တို့စူးစမ်းရင်ဖြစ်နိုင်တယ် member ကတော့ကျွန်တော်တို့လောလောဆယ်မှာစူးစမ်းရင်မဖြစ်နိုင်ဘူးနော်မဖြစ်နိုင်တဲ့အနေထားပေါ့နော်ကျွန်တော်တို့လည်းဒါတွေက member တို့ပါတော့ member ခဲ့တာပေါ့နော်တကယ်လို့ဒါကျွန်တော်တို့လက်ထက်ရောက်ခဲ့မယ်ဆိုလို့ရှိရင်တော့ဟိုမှာကြံသေးတဲ့ MI 75စီလာအကုန်သာကြားလာပေါ့နော် ဟောအရှိပါတယ်ဘယ်နေရာမှာရှိပါတယ်လို့ပြောပြီးကျွန်တော်တို့အိမ်မက်တွေနဲ့နော်နိုးထားခဲ့ရတဲ့နေ့တွေလည်းမနေတော့ဘူးနော်နော်ဟာလာနိုးထားခဲ့ရတဲ့နေ့တွေအိမ်မက်တွေကျွန်တော်တို့ပြေးပြေးပြီးတော့အဲအဲ့နေရာရောက်ရင်တော့ပြစ်ချမှာပေါ့ရှိတဲ့နေရာရောက်ရင်တော့ပြစ်ချမှာပေါ့မင်းအောင်လည်းတနင်္ဂနွေလုံးပုံကျဲပတ်ပြီးတော့မှပုံကျဲနေအဲ့နေရာကိုအခုချိန်ကြီးမရောက်သေးဘူးမန်ပတ်ရှိတဲ့နေရာအခုချိန်ကြီးမရောက်သေးဘူးနော်อืมအဲ့လိုမျိုးပေါ့အဲ့တော့ဟုတ်ပါပြီကျွန်တော်တို့ကဒီလိုမျိုး electronic line တွေကိုသူတဲ့အကောင်နဲ့ electronic line တွေကိုကျွန်တော်အနောက်ရှက်ပြီးတော့မှအတုံးမလုံးအောင်ကျွန်တော်လုတ်ပြနိုင်တယ်အဲ့ဒါမှပိုင်းလို့ရလဲသူ control လုပ်ရတာကတ်သွားမယ်ပေါ့နော်အဲ့အဲ့လိုအခြေအနေမျိုးနောက်တကဒီ hair ရင်ရဲ့လမ်းညွန်စနစ်ကိုကျွန်တော်တို့ jumping လုပ်နိုင်လို့ရှိရင်ပြတ်မှတ်ကိုမရောက်အောင်လို့ဒါမှမဟုတ်ပြန်ပြီးလှည့်သွားအောင်လို့သူကြောက်ပြီးပြန်လှည့်သွားမှာအဲ့ကျရင်သူထိန်းချုပ်အခတ်သွားလို့ရှိရင်သူက electronic တွေနဲ့သူ manual ကနေတယ်နော် manual ကမဲ auto တွေကများနေရအောင်နော် အဲ့တော့ဒါတွေကိုကျွန်တော်တို့ကအလုံးရှုံးအောင်လုပ်လိုက်ခြင်းအပြင်ဒီပိုက်လုံးကကြောက်စိတ်ဝင်ပြီးတော့မှပြန်လှည့်သွားတယ်ပြန်လှည့်သွားနိုင်တဲ့အခြေအနေမျိုးတွေလည်းရှိနိုင်တယ်ပေါ့နော်ကောင်းကောင်းကျွန်တော်တို့ဒီဟာကိုအနောက်ချက်ပေးနိုင်ရင်တော့ဒါကတော့အောင်မြင်မှုတစ်ခုရတယ်ဒါပေမဲ့ခက်တာကကျွန်တော်အပေါ်မှာပြောခဲ့သလိုဒီကောင်တွေကအိုက်စနစ်တန်တွေထည့်မလာဘဲနဲ့မန်နျူရယ်ပဲကိုယ့်အကူမောင်းမယ်ဆိုရင်တော့ဘာမှပြမှာမဟုတ်ဘူးနော်အဲတခုတော့အားလည်းတခုတော့ကောင်းတာပေါ့ဗျာနော်တိုက်ခိုက်ရပိုလွယ်တာပေါ့နော်တိုက်ခိုက်ရပိုလွယ်တာပေါ့နောက်တစ်ခါနောက်တစ်ခုကတော့ကျွန်တော်တို့ spoof film mode तू ကတော့အဲ့လာကအဲ့စနစ်တွေပါရင်ပေါ့ဗျာပါမပါတော့မသိဘူးเนาะအဲ့ရန်သူစနစ်တွေကိုအဲ့စနစ်တွေကိုမှားရင်းနဲ့အချက်လက်တွေကိုကျွန်တော်တို့ထည့်သွင်းပေးလိုက်တာပေါ့ဒါတော့ဟို electronic warfare နဲ့ပတ်သက်ပြီးတော့တခြားအချက်လက်တွေတော့ရှိပါသေးတယ်အဲ့ဒါကြီးကကိုမလုံးနိုင်တဲ့ဟာမျိုးတွေဖြစ်တဲ့အတွက်ကျွန်တော်မပြောတော့ဘူးပေါ့နော်နောက်တစ်ခုကဒီကောင်က MI38 ကမိုင်ဆမ်တီထက်သူကပို့ပြီးတော့မှမြင်းမြင်းပြန်တန်းနိုင်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မို့လို့ကျွန်တော်တို့အဲသူ့ကိုတော့ ြစ်ဖို့ကတော့နည်းနည်းတော့ခက်ခဲတယ်ပေါ့နော်ဒီကောင်လည်းဒီကြမ်းနဲ့လို့တာပေါ့နော်ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီဟိုရိတ်ခါလာချရတယ်လူလာချရတယ်ဆိုရင်တော့အောက်ကိုတော့ဆင်းရမှာပဲအဲအဲ့ဒါဆိုတော့တေချာပြီပေါ့နော်အဲ15တန်းတိုင်း15တန်းတိုင်းပြီပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့အခုလုံးနေကြအလုပ်ပါပဲနော်ကျွန်တော်တို့ဒေါ်လာကြီးတက်ဖွဲ့နေနေအဲဒီရဟတ်ရင်တွေကမြေပြင်မှာရှိနေတဲ့အချိန်မှာဒါအားအနည်းဆုံးအချိန်ပဲဒါကြောင့်အချမ်းဘတ်စစ်ကောင်စီရဲ့ latest scan တွေသူတို့ရှိနေတဲ့ရဟတ်ရင်ကွင်းတွေကိုတိကျတဲ့ drone တွေ short light ထုံးနေနဲ့တိုက်ခိုက်ပြီးမြေပြင်မှာပဲဒါဖြတ်စည်းနိုင်အောင်ကျွန်တော်တို့စူးစမ်းရမယ်ပေါ့နော်။နောက်သတင်း challenge စစ်စင်ပေါ့နော်။ information whatever ပေါ့နော်။ဒီရဲရင်ဒီဘဲချိန်မှာဘဲနေရာကိုစဉ်သက်မယ်ဆိုတဲ့သတင်းအချက်အလက်တွေจุတင်ရရှိဖို့ဟာအလွန်အရေးကြီးပါတယ်။အကြံဖတ်စစ်ကောင်စီကသတင်းပေးတွေနဲ့ချိတ်ဆက်ပြီးသူတို့ရဲ့လှုပ်ရှားမှုတိုင်းကိုကျွန်တော်တို့จุတင်သိရှိအောင်ကြိုးပမ်းဖို့လိုအပ်ပါတယ်။အခုမှဖရဲသီးပေါ့နော်။နောက်တစ်ခုကတော့ကျွန်တော်တို့ဟယ်လီဘွန်ဟယ်လီဘွန်ကိုကျွန်တော်တို့ဟန်တာဖို့စူးစမ်းရပါမယ်နော်။ ဟယ်လီဘွန်းဆိုတာကဘာလဲဆိုတော့ဒီရဟယင်တွေကိုတုံးပြီးတော့မှကျွန်တော်တို့တော်လိုင်းတက်ဖွဲ့တွေရဲ့အဲနောက်ပိုင်းကိုပေါ့နော်နောက်ပိုင်းကိုတိုက်ခိုက်တဲ့စစ်စင်ရင်ဒါကိုဟယ်လီဘွန်းအဆော့လို့ခေါ်တယ်နော်အဲ့တော့ဒါမြေပြင်တက်ဖွဲ့တွေကျွန်တော်တို့တက်ဖွဲ့တွေရှိတယ်ဗျာတက်ဖွဲ့တွေရှိရင်ကတာမန်နီယာမဟုတ်ဘဲနဲ့ကျွန်တော်တို့နောက်ကျောကနေပြီးတော့ဒါမှမမျော်လင်းတဲ့နေရာတစ်ခုကနေပြီးအဲရဟယင်နဲ့မြန်မြန်တည်ဆောင်လာပြီးတော့မှချောက်ရုပ်တရက်ချပြီးတော့မှစစ်စင်ရင်လို့ဝုန်းဝုန်းဆိုပြစ်မြေပြင်လမ်းကြောင်းတွေပိတ်အဲအဲ့လိုအချိန်မှာဒါအလွန်ထိရောက်တယ်ပေါ့နော် ဒါမဲ့ဒီစစ်စင်ကြီးကအဆင့်3ဆင့်ရှိတယ်3ဆင့်ရှိတယ်เนาะ insertion ဒီစစ်တီတွေကိုရရင်နဲ့တတ်မှတ်ထားတဲ့နေရာကိုအချိန်တွင်းပို့ပေးပို့တာနောက် assault ပို့ဆောင်လိုက်တဲ့စစ်သားတွေကိုမြေပြင်ရောက်တာနဲ့ရန်သူကိုချက်ချင်းတိုက်ခိုက်မယ်ပြီးရင် extraction စစ်စင်ပြီးတဲ့အခါမှာဒီစစ်တီတွေကိုရရင်နဲ့ပြန်ခေါ်မယ်ဒါကပါလဲဆိုတော့ helicon assault လို့ခေါ်တယ် အဲ့ဒါကကဘာမှလည်းတုံးနေတယ်အမေရိကတို့ဘာတို့ကကျွန်တော်တို့နော်ရုပ်ရှင်တွေထဲမှာမြင်ဖို့တယ်မလားရဟရင်နဲ့ချချတော့အိုးအိုးဆိုစစ်စင်ရေးလို့ပြင်ရဟရင်နေနဲ့အရရင်နဲ့ပြန်တည်သွားတာပဲနော်အဲ့တော့အဲ့ဒီလိုမျိုးစစ်စင်ရေးတွေကိုကျွန်တော်တို့ဟန်တားနိုင်အောင်လို့ဂျိုတင်ပြုလုပ်ထားဖို့လိုအပ်ပါတယ်အကြံဖတ်စစ်ကောင်စီနေနဲ့ဒီ MI38 လို့တည်ယူပို့ဆောင်ရေးစွမ်းရည်မြင်ရဟရင်တွေရလာတဲ့အခါမှာတော်လိုင်းတပ်ဖွဲ့တွေရဲ့ထိန်းချုပ်တဲ့နေမြေတွေကိုလှည့်ပတ်ပြီးတော့မှ ။နောက်ကျောကနေဝင်ရောက်တိုက်ခိုက်တာတွေအရေးကြီးတဲ့ထောက်ပို့လမ်းကြောင်းတွေကိုပိတ်ဆို့တာတွေဒါမှမဟုတ်သူတို့ပိတ်မိနေတဲ့စခန်းတွေကိုဒါစစ်ကူရိတ်ခါနဲ့နော်ပို့တာတွေဒါတွေလှုပ်လာနိုင်နေဖို့။ဒါကြောင့်ကျွန်တော်တို့တပ်တွေရဲ့ခြားထားပုံလုံခြုံရေးယူပုံတွေကိုပြန်သုံးသပ်ပြီးတော့မှအဲအစင်သိမ့်ပြင်ထားဖို့လိုတယ်နော်။အဓိကကတော့လှုပ်လာနိုင်ပါတယ်နော်။ Halibone Assault ကတော့ဖြစ်နိုင်ကြီးအများကြီးရှိတယ်။ဘာဖြစ်လို့လဲဆိုတော့သူကတက်ခွဲတက်ခွဲစာလောက်လူတင်နိုင်နေဆိုတော့ လီဘွန်အဆော့လုပ်ဖို့အတွက်နှစ်စီးလောက်ဆုံရောကျွန်တော်တို့မြေပြင်စစ်ကြောင်းကနေပြီးတော့ပါနော်အင်အားတရာတော့ကိုစစ်ကြောင်းထိုးမဲ့အတူတူဒီဟယ်လီဘွန်အဆော့လုပ်ဖို့အတွက်ကိုဝင်ရင်ကနေပြီးတော့မှချက်ချင်းဝုံဝုံဝုံဆိုလူရင်ကတရာလောက်နေစစ်စင်ကြီးလုပ်လို့ရတယ်ဟိုကသူတို့နာမခါကနေပြီးတော့မှထွက်လာမယ်စစ်ကြောင်းစစ်ကြောင်းဘဲရွာကိုသွားမယ်အဲ့လမ်းပေါ်မှာကျွန်တော်တော်တိုင်းတက်ဖွဲ့တွေကြီးပဲ ကောင်တွေအားအားတွေကိုရှင်းတင်းပြီးတော့မှဖြတ်တန်းပြီးတော့မှအဲ့မှာဒီကောင်တွေတေးတာတွေကြာတာတွေအကုန်ဒီကောင်တွေအများကြီးရှိမှာအဲ့တော့ရမ်းရင်ကြတော့ဒီလိုရမ်းရင်မျိုးရထားတဲ့အတွက်ကြောင့်မို့လို့သူတို့တော့ဘယ်လိုအားသာချက်ရှိလဲအဲ့တော့အဓိကကတော့ကျွန်တော်တို့ပို့ပြီးတော့တတိထားမှာကရိတ်ခါပို့တာတို့လူပို့တာတို့တဲ့ကျွန်တော်တို့ဟယ်လီဖုန်းအဆော့တွေကိုကျွန်တော်တို့လုံးဝကိုတတိထားပါမယ်ဝင်ပြီးတော့မှလျှက်တစ်ပြက်ချိန်မုံရေးတွေလုံနိုင်ပါတယ်အဲ့ဒါကအရေးကြီးဆုံးကိစ္စဂျန်နာတွေကကျွန်တော်တိတ်စိတ်မပူဘူး ကျန်တာတွေအသိပြဿနာမရှိဘူးရိတ်ကသူချနေမှာပဲဝိုင်တွင်းနဲ့လည်းချတာပဲလူလည်းဒီလိုပဲเนาะ MI sample နဲ့လည်းချတာပဲဒါကကျွန်တော်တို့လှင်လှင်လို့တွေ့လို့ရတယ်ပြဿနာမရှိဘူးအဲ့ဒါကြီးကမြင်နေရတာဒီ helicon အဆော့မျိုးစစ်စင်ရင်မျိုးစင်ပြီးဆိုလို့ရှိရင်ကျွန်တော်တို့အငိုက်မိသွားနိုင်ပါတယ်အငိုက်မိတဲ့အချိန်မှာကိုယ့်ရဲ့ဌာနချုပ်တော်လောက်ကောင်စခန်းကြီးတစ်ခုလုံးတော်လောက်ကောင်เนาะကြာဆုံးသွားနိုင်ပါတယ်ဒါအရေးကြီးဆုံးကိစ္စကျန်တာတွေကအသိပြဿနာမရှိဘူးအဲ့တော့ဒီကုန်းချုပ်အနေနဲ့သုံးသက်ရရင်ဒီ MI 38 ရဲရင်တစ်တွေကအကြမ်းဖက်စစ်ကောင်စီရဲ့ဘာပဲဖြစ်ဖြစ်သူရိုင်နေနေတဲ့เนาะစစ်အင်အားကိုလေချောင်းကနေမျိုးမှာအသက်ဆက်ပြီးမဲ့အောက်ဆီဂျင်တစ်ခုပဲဒါပေမဲ့ဒီအခုသူတို့ဖြစ်နေတဲ့အခြေအနေကကျွန်တော်တို့ဟိုပေါ့နော်ကင်ဆာရောဂါဖြစ်သလိုပဲเนาะမြေပြင်မှာတိုက်ပွဲတွေကတော့ရှုံးနေမှုတွေတောက်လျှောက်ဖြစ်နေတယ်ထောက်ဖို့ပြတ်တောက်နေတယ်စစ်သားတွေရဲ့စိတ်တကြဆင်းမှုတွေဖြစ်နေတယ်ဒါကဘလို့ပဲဖြစ်ဖြစ်သူလောလောဆယ်မှာသူ အရင်စစ်အမြင့်ကနေလုံးဝကုသပေးနိုင်တဲ့အခြေအနေတော့မရှိသေးဘူး။အဲကျွန်တော်တို့ကတတိထားမှာကခုနပြောတဲ့ဟယ်လီဖုန်းအဆော့တွေကိုကျွန်တော်တို့တတိထားပါမယ်။အဲ့တော့တော်လိုင်းကြီးတက်တွေအနေနဲ့ဒီရဲရင်တက်တွေရဲ့စွမ်းဆောင်ရည်ကိုရှင်းပြတော့ပါနဲ့။ဒါအခုကကျွန်တော်ကဒီအချက်လက်တွေပြောတယ်ဆိုတာကျွန်တော်တို့တော်လိုင်းကြီးတက်ဖွဲ့တွေတိကိုတိရမယ်အချက်လက်တွေပါနော်။ဒါကြောင့်အချိန်မီကျွန်တော်တို့ပြင်ဆင်ထားနိုင်ရပါမယ်။ဘယ်နေရာကနေရဲရင်တော့ရဲရင်ဆင်းနိုင်မယ့်နေရာအဲတခုတော့ရှိတယ်။ကျွန်တော်တို့ကသူတို့အဲ့လိုမျိုးနော် လျှက်တပြက်ဟာရီဘွန်အစော့တွေလုံနိုင်ဖို့အတွက်ကိုကထောင်ချောက်ဆင်ပြီးဖမ်းနိုင်မယ်ဆိုရင်တော့အကြောင်းမဟုတ်ဘူးဒါကတပိုင်းပေါ့နော်အဲ့တော့ကိုရှိကိုနော်ကိုရှိကိုလျှက်တပြက်ဝင်လာနိုင်တဲ့အခြေအနေမျိုးတွေကိုဒါကြိုတင်ပြီးတော့မှတံပြန်မာဗျူအာတွေချချမှတ်ထားဖို့လိုအပ်ပါတယ်တံပြန်နီးဗျူအာပေါ့ဗျာနော်အဲ့တော့ရန်သူရဲ့လာနိုင်တဲ့တိုက်ခိုက်မှုတွေနီးပြွာတွေပေါ်မှာဘယ်လိုအသိဉာဏ်ဆုံးတုံ့ပြန်ဆောင်ရွက်မလဲဆိုတဲ့အစီအမံတွေကို ဆောင်ရွက်ထားတင်ပါတယ်အခုကလေးကနေပြီးတော့ပေါ့နော်အဲ့တော့လက်ရှိ main online ရဲ့အရှုံးနေရှုံးနေကိုဆက်ပြီးတော့မှရှုံးနေအောင်ကျွန်တော်တို့ဆက်ထိန်းထားပြီးတော့မှတော်လိုင်းရဲ့အောင်မြင်တဲ့ရှိကိုဆက်လက်ရှောင်လန်းကြပါမယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ